တို့ကဒေါ်စုနဲ့ NLD ကို hero ကြီးထင်ခဲ့တာတကယ်တမ်းကျမှ zero ကြီးဖြစ်နေတယ်။အဲ့ဒီအချိန်နဲ့ကျမနိုင်ငံရေးစလုပ်တာပဲမြို့သားရေးစလုပ်တာပဲ။ hero ထင်ခဲ့တာ zero ဖြစ်နေတယ်။ဘယ်နားမှလည်းအားချာကြ။ဘယ်နားမှလည်းခေါ်စည်းလာ။စဉ်းစားပြီးပြောထမင်းစားပြီးကြီးရမလား။စစ်တပ်ကအာဏာသိမ်းလို့ပဲပြီးပြီ။တိုက်ပွဲမဖြစ်ဖဲနဲ့ကြီးပစ်မပစ်တယ်လို့လူတို့ကတင်ပြတယ်။အဲ့ဒါတိုက်ပွဲမဖြစ်ဖဲနဲ့အဲ့ဒီနော်အဲ့ဘူကြီးကဘယ်နားပုံနေရလဲနော်။ဘာလို့လူတို့နောက်ဆုတ်ပြေးတယ်လဲ။ဥစဉ်မျိုးဝပြန်ထွားမလို့ပြင်းနေနော်မနေရတာ။ ဟေးယောချပလီဒေဂျင်မြာအားလုံးမင်္ဂလာပါဂျက်စ်ရှင်ကနေပြန်လေကျဆောလိုက်ပါတယ်အခု Justin Sebiman တို့တဲ့လေတွေကဂျွန်လ20ရက်နေ့နေ့လယ်ပိုက်ထင်းနောက်ဆုံးရရှိလာတဲ့တင်းထိုးတဲ့ကောင်းလေးတွေရဲ့ပြီးတော့နောက်မှာ reaction video လေးတွေ Justin နဲ့သူကြမှာပြောရတယ် hobby ထုံးဆန်တဲ့ Justin နဲ့သူဆုံးတွေ့လိုက်ပါကျဆောပတဲ့ဖိတ်ခေါ်ပါတယ်ကြောက်ပြီးစလိုက်ကြောင်းပထမဆုံးတဲ့တင်းတပေါ်အနေနဲ့ကြောက်ဖြုံမျိုးအမ30နှစ်ရက်တိုက်ရင်ကာကင်းစခန်းဖြစ်တော့ပြိုင်စစ်ကဲကြေးရွာရှိစစ်ကောင်စီတပ်စခန်းကိုအလခတ်တတော်အေကတိုက်ခိုက်ခဲ့ရစစ်ကောင်စီတပ်သား90ဦးထက်မနေမတာပေါ် ်သွားပြီးအများအပြားကိုဖမ်းဆီးရရှိခဲ့တယ်လို့အဲသတင်းရမိကထုတ်ပြန်လိုက်တဲ့သတင်းလေးဖြစ်ပါတယ်။ကောင်းမကောင်းပြီးတော့ဂျွန်16ရက်နေ့မနေ့ကပဲခူးတိုင်းတောင်ကိုမြို့နယ်ကန်းနီဂုံမင်းအိုင်ယွာအနီးတွင်ကင်းလန်ကင်းလုံချုံကြီးယူထားတော့အကျန်းဖက်စစ်ကောင်စီမြားကိုတိုက်ခိုက်မှုစစ်တပ်ဖက်မှနအိုးမတာပေါ်သွားတယ်လို့သိရှိရပါတယ်။ကောင်းပါကောင်း ြီးတော့ဂျွန်စစ်ကိုရဲ့နေမနေကပဲစကိုင်းတိုင်းအရာတော်မြို့နယ်ငွေတွင်းပြုတ်စောတဲ့စခန်းမှာလေထွင်ရင်ထွက်လာတော့အကျန်းဖက်စစ်ကောင်စီတပ်သားများကိုပိတ်ခတ်တိုက်ခိုက်ရာနအိုးမတာပေါ်တော်တယ်လို့သိရှိရပါတယ်။ကောင်းမှကောင်းပြီးတော့မန္တလေးတိုင်းတောင်တာမြို့နယ်အတွင်းရှိလမ်းပိုက်တနီယာတွင်လုံချုံကြီးစစ်စစ်ရှင်စစ်ကောင်စီတပ်မှတတ်ကြည်အောင်မျိုးကိုအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရှိရပါတယ်။ကောင်းမှကောင်းနော်ကဲ။ တရင်လေးတွေကတော့ဒီလောက်ပါပဲကဲဆက်လက်ပြီးမှာကျွန်တော်ပထမဆုံးအနေနဲ့ကိုထက်ဘာတွေပြောတော့မလဲကြည့်လိုက်ကြအောင်နော်မဟုတ်ပါဘူးလူတယောက်ကမွေးနေ့ကိုလှုပ်ပေးတာလူတယောက်ကမွေးနေ့ဆောတော့ဆန်းဆုကြီးရဲ့မွေးနေ့မှာအင်းကြီးအပြာဝတ်ထားနေပန်းပန်တာနဲ့ကိုဒါနဲ့ဖမ်းအောင်ကြောက်တာတော့ဒီဒီမွေးနေ့မှာဒီအင်းကြီးဝတ်လို့ရှိရင်ဖမ်းအောင်အဲ့ဒီအင်းကြီးကဘယ်သူ့ကိုသူကစူးနေလို့လဲอืมမဟုတ်ဘူးလားလူတွေကတော့တော်တော်ကြောက်ကြတယ်ကွာကြောက်ပြီဆိုလဲချီးချမ်းအောင်ကြောက်တာ အင်ကြီးပြဝတ်ထားနေပဲဘာနန်းကြသွားမှာလားညီတို့ကဘောင်မတွေအတီကြောက်တာနော်အဲ့အဲ့ဒီအင်ကြီးပြနဲ့ပန်းကိုအဲ့အဲ့ဒီကြောက်တာဘောင်မတွေအင်ကြီးပြဝတ်ထားနေခင်ဗျားတို့ကကြင်စာမိသွားမှာလားဒုက္ခပါပဲပန်းပန်တော့ဘာဖြစ်လို့လူတိုင်းလူတိုင်းပန်နေနေ့တိုင်းပန်နေဒီပန်းကြီးခေါင်းပေါ်တင်ထားရတယ်ခင်ဗျားတို့ကနန်းနေကြဟုတ်လားဘဝတွေပြောင်းသွားမှာလားသိသိရပါတယ်ကွာအင်ကြီးပြဝတ်တာနဲ့ပန်းပန်တာနဲ့ဆိုဖမ်းမယ်လေဟာငရဲ့ပြရောက်တော့မလို့နော် သိတယ်လည်းညစ်ပါတယ်သူတို့နဲ့ကြမှာပဲပတ်ပန်တော့အချိန်ရွေးပန်လို့ဖြစ်နေပြီအင်ကြီးတော့အယောင်ရွေးရမလို့ဖြစ်နေမင်းတို့ချုပ်ထားလေမင်းတို့ထုတ်ထားလိုက်ဘယ်အယောင်မွေးကြဘူးလို့ထုတ်မထားဝှစ်ရှင်တဲ့ဝင်အင်ကြီးဝှစ်မှာပေါ့ငါတို့ဘာငါတို့ဝှစ်ရှင်တဲ့နေဝှစ်ရှင်တဲ့အင်ကြီးဝှစ်မှာပေါ့စောက်ယူတယ်ဟုတ်တယ်ဟုတ်တယ်နော်ဒီခွေးတွေอ่ะနော်နော်ဒီပန်းတောင်မှာကြောက်နေရတဲ့အဆင်ဖြစ်နေပြီဒီလားဘယ်လောက်ထိကိုမှကြောက်တယ်လဲဆိုတာပေါ့နော်

ဟုတ်မှန်းလည်းခြာရည်ဟာဒီတင်မှာပါလာပြီးရောအောက်ဆုံးရောက်နေခုအောက်ဆုံးရောက်နေရှာပါဗောအဲ့ကြောင့်မနောက်ဘက်ဆိုငါအဲ့ဒါကိုငါတက်လိုက်တော့ညို့တော့ကြောက်လိုက်တယ်အချိုးတွေတကယ်နော်ဒီစစ်အာဏာရှင်တွေရဲ့တာသမီတွေရဲ့တကယ်အချိုးစစ်မှန်တဲ့အချိုးတွေနော်ဒီဒီလိုမျိုးတွေနော်ဒီဒီလောက်အရွယ်နဲ့တောင်းပါနော်သူတို့အာဏာကိုတုံးပြီးမှလူတွေကိုအနိုင်ကျင့်တဲ့အစဉ်ဖြစ်နေပြီနော်

ကျူးလွန်ခံရတဲ့ဘက်ကတောင်းဆိုတာနှစ်ချက်သေးပါကိုတိလက်ရောက်ကျူးလွန်တဲ့ចောင်းသူ၂ယောက်ပြင်အဖွဲလိုက်ဝိုင်းနိုင်ခြင်းကဲ့သို့အဆိုပါကိစ္စတွင်ဗီဒီယိုရိုက်ခဲ့သူအပါထိုအုပ်စုတွင်ပါဝင်ခဲ့သူများအားလုံးပြန်တောင်းပန်ပေးရန်ကျူးလွန်ခံရသူတမိငယ်လေးចောင်းပြန်တက်နိုင်ရန်အဆိုပါចောင်းသူများအားအထက်က6မှတခြားចောင်းသူပြောင်းရွှေ့ပေးရန်အထက်ပါနှစ်ချက်မလုပ်ပေးနိုင်ရင်ကာယကံရှင်မိဘတွေနဲ့ကျူးလွန်ခံရသူကလေးငယ်အတွက်တရားမျှတမှုရှိစေရန်ကျူးလွန်သူចောင်းသူများအားတနိုင်ငံလုံးမှចောင်းသားចောင်းသူများ အတူယူမမဆေးရန်အတွက်ထိထိရောက်ရောက်စံပြအဖြစ်အေးအေးယူကမင်းနီတာចောင်းထုတ်ပေးတင်ပါတယ်ကျူးလွန်ခံရသူចောင်းသူမင်းကလေးကចောင်းမတက်ရဖြစ်ပြီးလက်ရဲဆက်ရဲပားရိုက်ကျူးလွန်ခဲ့သူចောင်းသူများကចောင်းဆက်တက်ခွင့်ရနေတယ်ဆိုတာဘလို့မှမဖြစ်တဲ့အရာပါပဲဗျာอืมပရိသတ်ကြည့်တော့ကောဘလို့မြင်ပါလဲကွန်မန့်မှာမှန်ပြပါကဲဒီမှာဘောမပူတော့မယ်နော်ဘောဘောမထဲကတာရက်ကဘောမပူတော့မယ်ဟောင်းကလေးကြည့်လိုက်ကြအောင်နော် မင်္ဂလာပါမျိုးလို့ရေကမ္ဘာလူသားချင်းစာနာထောက်ထားမှုနေ့တုန်းကပရိဒတ်သမားပါဆိုတဲ့လူရဲ့ဇာကားကြီးကတော်တော်ကြီးကိုတစ်ဖက်ဆောင်းနေဆန်နေလို့ဒီနေ့လောက်တော့ပြောမယ်ပြောပါဦးမြန်မာနိုင်ငံကအာရှပါစီးပွားရေးမှာအာရှကြဖြစ်ခဲ့တယ်အာရှကြဖြစ်ခဲ့တယ်နောက်20တက်မှာစက်တက်ကအနာသိန်းလို့တိုင်းပြည်ကမွဲပြီးပြည်သူတွေအခုလက်ရှိထမင်းငတ်နေပါတယ်ဆိုပြီးပြောသွားတယ်ဒေါက်သူကြီးဆိုတာလက်ထက်တုန်းက မြန်မာနိုင်ငံကစီးပွားရေးမှာအာရှကြားတာမဟုတ်အာရှမှာခေါ်စီးတာတောင် ဖြစ်နိုင်ပါတယ်ဆိုပြီးတော့ပြည်သူ့ကိုမစားရဝါကမန်းချင်းထဲခဲ့တယ်။ရတရားစီမံကိန်းဆိုပြီးလုပ်တယ်အားလုံးသိတယ်ဆိုတော့တက်တက်ချင်းရတရားစီမံကိန်းဆိုပြီးလုပ်တယ်အာရှမှာကြားတာမဟုတ်ဘူးခေါ်စီးတာတောင်ဖြစ်နိုင်ပါတယ်ဆိုပြီးပြည်သူ့ကိုမလိမ့်တပတ်နဲ့ညားတယ်။ဘစုကြီးကိုယ်တိုင်ပြောခဲ့တယ်စင်ကာပူကိုကြော်မဲတဲ့။ရတရားကရတရားပြည့်လို့တစ်နှစ်သာကြော်ပြီးနှစ်နှစ်သုံးနှစ်သာဖြစ်သွားတယ်ဘာစီမံကိန်းမှအကောင့်တယ်မပေါ်လာဘူး။ ်ဒေါက်စကြီးစုကတက်လာတဲ့ရတရစီမံကိန်းမအောင်မြင်တဲ့အပြင်2019-2018-2019လက်စက်တိုက်အစိုးရရဲ့ထက်ဆက်လုပ်တဲ့ဝန်ကြီးဌာနပေါင်း20နဲ့တခုမှအမြင့်ငွေတပြားတစ်ချက်မှမရခဲ့ဘူးဝန်ကြီးဌာနတခုမဟုတ်ဘူးနော်20နဲ့တခု2019-2018-2019လက်စက်တိုက်အမြင့်ငွေတပြားတစ်ချက်မှမရဘူးနဲ့000ဘယ်နာမှလဲအားရှာကြကင်ကပြောမယ်เนาะဟုတ်ပြီထားလိုက်ပါတော့အမေဆိုအုတ်အုတ်ချုံတဲ့ ကိစ္စနဲ့ပတ်သက်မှမပြောလို့ဘူး။ငါပြောချင်တာကမင်းတို့ပထွေးမြင်း online နော်တက်အုပ်ချုပ်တဲ့ဒီ2023ကနေဒီ2025နှစ်တော်ရမှာ အပြစ်မဲ့ပြည်သူတွေနော်ဘယ်နှယောက်အသက်ရှုံရှုံလိုက်ရမလဲမင်းတို့ပထွေးမြင်း online ရဲ့နော်ပစ်တမှုကြောင့်နော်ဟမ်အမေဆိုလက်ထက်မှာ အပြစ်မဲ့ပြည်သူဘယ်နှယောက်နော်အသက်ရှုံရှုံလိုက်ရလဲပြောကြည့်ဟမ် င်းတို့ဘထွေးလုံးရကကြိတ်လိုက်လေဟမ်မမြင်မို့လားဟမ်တတော်အားကိုးတူများတယ်ဒီလားဒီပေါ်မာတွေဟမ်ကျမတို့ကဒေါ်ဆုနဲ့အနယ်ဒီကိုဟီရိုကြီးထင်ခဲ့တာတကယ်တမ်းကျမ0ကြီးဖြစ်နေတယ်အဲ့ဒီအချိန်နဲ့ကျမနိုင်ငံရေးစလုပ်ထားပဲမျိုးသားရေးစလုပ်ထားပဲဟီရိုထင်ခဲ့တာ0ဖြစ်နေတယ်ဘယ်နာမှလည်းအားချကြဘယ်နာမှလည်းခေါ်စည်းလာစဉ်းစားပြီးပြောထမင်းစားပြီးကြီးရမလားစစ်တပ်ကအာဏာသိမ်းလို့ပဲပြည်သူတွေဘယ်မှာဘယ်နာမှလည်းမင်းတို့အမှုချစ်စိတ် ဘယ်နာမလဲမင်းတို့မြူချစ်စိတ်ငါငါမေးမယ်ဘယ်နာမလဲမင်းတို့မြူချစ်စိတ်ဘယ်ရောက်နေတာလဲဟမ်အင်တာချီရွန်းထဲရောက်နေတာလားဟမ်မင်းငန်နေရသေးတယ်ခင်ဗျားတို့ခေါင်းထဲမှာချီးတွေများပြည်နေလားနောက်ကြောက်ကလည်းပြောသေးတယ်ကာတုမြေဝလာရတဲ့စာနာမှုမရှိဘူးမိတာတရားခေါင်းမာရတယ်တဲ့ဆိုတော့ဟိုအေးချမ်းစွာယူသားစွာနေတဲ့အညာသူအညာသားတွေကိုနိုင်ငံရေးမိုက်တိုက်ပြီးစစ်တလင်းဖြစ်အောင်လုပ်တဲ့ခမည်းတော်ကြတော့စာနာမှုရှိတယ်ပေါ့ မေတ္တာတရားရှိရပေါ့အဲ့လိုလားရှိလို့ဒီနေ့ဒီချိန်ထိငါတို့ပြီးသူတွေနော်ငငငုံငွက်နော်စစ်စစ်လုံးလုံးနဲ့မင်းတို့កောင်တွေတော်လာနေတာ ဟုတ်တယ်နော်ရှင်းရှင်းလေးပဲအဲ့ဒါဟမ်မင်းတို့កောင်တွေရောအဲ့လိုဖြစ်လို့လာပြောပါဟမ်မင်းတို့နိုင်ငံရေးသတင်းတွေတိတာတော့ဟုတ်တယ်နော်မင်းတို့နိုင်ငံရေးအကြောင်းတွေတိတာဟုတ်တယ် မင်းတို့ကောင်နေဘလောက်ပဲပညာတတ်တတ်ဘလောက်ပဲပညာတော်တော်လူစိတ်မရှိအလကားပဲနော်ဘာကြောင့်လို့ပြောတာမင်းတို့ကောင်နေလူစိတ်မှမရှိတာဒီလားပြည်သူတွေသွာလာနေတဲ့ယထာလန်းတွေကိုယထာလန်းတွေဖျက်လို့ဖျက်စီးနေဘုံခွဲမိုင်းဆွဲပြီးပြည်သူတွေဒုက္ခရောက်အောင်လုပ်နေတဲ့ခမားတို့ကရောမေတ္တာတရားတွေပြေဝါပြီးစာနာမှုတွေရှိနေရအဲ့လိုလားငါတို့အဲ့လိုလုပ်လိုက်တော့အပြစ်မဲ့ပြည်သူတွေထိခိုင်းနေတာလို့လားပြောပါဟမ်ငင်းတို့လို့ရဲ့တွေကြည့်လိုက်ဟမ် မင်းတို့လောတဲ့နေရာမင်းတို့ဘုံကျဲတဲ့နေရာမှာအပစ်မဲ့ပြီးသူတွေပဲတင်းနေတာဟိုကလေးမူချိုးချောင်းကလေးအာဗာလေဘိုက်ထဲမှာရှိတဲ့ကလေးတွေကစားမင်းတို့ကောင်းနေတတ်ပြက်နေတာဟမ်ပြန်စဉ်းစားပါအောင်နော်ဟမ်ကိုပြကူးလို့ပြီးသူတွေအသက်တွေဆုံးရှုံးနေတဲ့အချိန်မှာဆရာဝန်တွေဖေးမှုကူပဲနဲ့စီဒီယံလုံးပုံမြောက်ပေးခဲ့တဲ့ခဏတို့ကြတော့စောင့်နာမှုတွေရှိပြီးမေတ္တာတရားတွေပြီးနေတယ်အဲ့လိုလားဟမ်သူများမျက်ချီးပဲမမြင်ရဘူးအဲ့ဒါမင်းတို့ကောင်းနေပြောင်းပါနော် မင်းတို့ကောင်းတယ်ကနော်အမန်တရားနဲ့အမန်တရားလမ်းရှောက်တဲ့သူတွေကိုအမန်တရားလမ်းပေါ်ရှောက်နေတဲ့သူတွေကိုမင်းတို့ကောင်းတယ်သူတို့ရဲ့အပစ်ကိုပဲမြင်နေလို့ဒီနေ့ဒီချိန်ထိနိုင်ငံကြီးနိုင်ကျွန်တော်နိုင်ငံကဆူဆူရရဖြစ်လာတာကောင်းတဲ့လူတွေကြတော့မင်းတို့ကောင်းတယ်ထိုးချတယ်မင်းတို့မကောင်းတဲ့လူတွေကြတော့အာနာတက်အုပ်ချင်းတက်အုပ်ချင်းနဲ့မင်းတို့ဝန်းစားအတွက်မင်းတို့နော်မျိုးရိုးကောင်းစားဖို့အတွက်ပဲနော် လှုပ်နေတာဟမ်လူဆိုတာသူ့ဘက်ကိုပဲမျက်တောက်အောင်တွေးရတယ်မင်းတို့ပထွေးကတွေးလာပြောဟမ်ကိုဖစ်သူ့ဖစ်မျက်တောက်အောင်တွေးလာဟမ်ကိုဖစ်သူ့ဖစ်မျက်တောက်အောင်မင်းတို့ပထွေးကတွေးနေလို့ရှိရင်ဒီနေ့ဒီချိန်ထိလည်းဘာမှပြဿနာရှိစရာအကြောင်းမရှိဘူးဒီနိုင်ငံကြီးနော်မြန်မာနိုင်ငံဒီလောက်ဆူဆွေရပျက်စီးစရာအကြောင်းမရှိဘူးဟမ်ကိုတက်တူတယ်မပြောနဲ့မင်းတို့စကားတွေကနော်လွန်နေတာတိလားဟမ်ဗရမတာတွေပြောနေတာဟမ်မင်းတို့ပထွေးလောက်ရကကြင်လေဟမ် မြန်မာတနိုင်ငံလုံးမကတကဘာလုံးကတိနေတာတော့မှမင်းတို့ကောင်တွေကသူ့ဖက်မှာပါပြီးမှဖင်ပိတ်เนาะငင်းနေတာသူ့ရဲ့မကောင်းကြောင်းတွေပျောက်ခံပြီးဆိုရှင်ဖင်ပိတ်ငင်းနေတာမင်းတို့ကောင်တွေဟမ်သူ့ရဲ့မကောင်းတဲ့ဟာတွေပဲဖုံးကွယ်ပြီးမှမင်းတို့ကောင်တွေမင်းတို့ဘာထွေးပဲကောင်းတယ်ကောင်းတယ်ကဘာအလယ်မှာအကောင်းဆုံးဆိုပြီးမင်းတို့ကောင်တွေဟမ်အော်အော်နီလားဆောက်ရိုးတွေခင်ဗျားတို့ကကုံစင်းလုံးတက်ချင်တာဖင်ပိတ်ပြီးဩကြတယ်လာသာရအစိုးရကိုဖောင်းနေထူးကြတယ်မကောင်းကြောင်းပြောကြတယ် ကုန်စည်စည်းစင်းမှုတွေရက်တက်အောင်ကုန်စည်စည်းစင်းမှုတွေကြန့်ကြအောင်လည်းပဲကုံတွယ်ရေးလမ်းကြောင်းတွေမှာတပုံနဲ့ PDF MUG အကြမ်းဖက်နဲ့ပေါင်းပြီးတော့စုကူမှုတွေလုပ်တာじゃခင်ဗျားတို့မျက်လုံးလေးကန်းနေကြတယ်ခင်ဗျားတို့နားတွေပေးနေကြတယ်ကုန်စည်စည်းစင်းမှုကြန့်ကြပြီးကြီးဆိုတာနဲ့ငွေကြေးဖောင်းပွားမှုကမြင့်တက်လာမှာပဲကုန်စည်စည်းစင်းမှုရက်တက်အောင်လို့ပို့ဆောင်ဆက်သွယ်ရေးလမ်းတရားတွေကိုလမ်းတွေတရားတွေကိုဝန်ခွဲပြီးမိုင်းဆွဲပြီးဖျက်လို့ဖြည့်စည်းလုပ်ပြီးတော့မှကုန်သင်းလုံးတက်တယ်လို့ဖင်ပေးပြီးမော်အောင်ကြနဲ့ မင်းတို့ပြောတော့မင်းတို့လှုပ်နိုင်တယ်ဆိုမင်းတို့ပပကမလှုပ်နိုင်တာမရှိဘူးဆိုဟုတ်တယ်မလားမင်းတို့မျိုးချစ်တဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်ငါတို့ဘက်ကအဲ့လိုလှုပ်ခိုင်းတော့မှမင်းတို့တကယ်မျိုးချစ်တယ်ဆိုလို့ရှိရင်နော်မြန်မာပြည်ထဲမှာရှိနေတဲ့ပြည်သူတွေမင်းတို့ကောင်းကြီးကြည့်ရမှာထောက်ပံ့ရမှာလေသူများနိုင်ငံမှာကြည့်လိုက်နော်သူတို့နိုင်ငံသားတို့အလုံးမလို့ရင်တော့မှအစိုးရကထောက်ပံ့တယ်ခလေးနော်ကစားသူတို့မိသားစုတစ်ခုလုံးကိုထောက်ပံ့တယ်နော်ဘယ်မှာလဲမင်းတို့မြန်မာနိုင်ငံအစိုးရကဘယ်မှာထောက်ပံ့လဲပြောပါဟမ် မျိုးချစ်ပါတယ်ဆိုတော့เนาะမင်းတို့ပထွေးမင်းအွန်လိုင်းเนาะမင်းတို့အမျိုးရုပ်တွေเนาะမြန်မာနိုင်ငံမှာဘယ်သူဘယ်ကောင်တွေမင်းတို့ကောင်တွေထောက်ပံ့ခဲ့လဲပြောပါဦးဟမ်သူမြန်မာနိုင်ငံမှာကြေးလိုက်เนาะ local ဆိုတဲ့နာမည်เนาะဒီသူတို့နိုင်ငံသားတွေကိုသူတို့ကအစိုးရကအမြဲတမ်းထောက်ပံ့တယ်เนาะတခြားအရာမပြောသေးဘူးเนาะသူတို့ရဲ့ပြည်သူပြည်သားတွေကိုเนาะထောက်ပံ့တယ်เนาะ မိသားစုတစ်ခုမှာမိသားစုတစ်စုမှာ၄၅ယောက်ရှိတယ်ဆိုရင်တယောက်မှာဘယ်လောက်ဘယ်လောက်ဆိုမျိုးအကုန်လုံးထောက်ပံ့တယ်။မြေတော့မြန်မာနိုင်ငံမှာဘယ်မှာထောက်ပံ့လဲပြောပါဟမ်ထောက်ပံ့တာမကဟမ်အဲ့ဒီပီတိုတွေစီကအမျက်တွေပဲစားချင်တဲ့ခွေးတောင်စားတွေလေးမင်းတို့ကောင်းနေဟုတ်တယ်မလားမဖူးပေါ့လက်တင်ပြီးပြန်စဉ်းစားဘသူကမှားနေလဲဆိုတာမင်းတို့ကောင်းနေပြောပါမှာတိလာဟမ်အင်တာတွက်လဲစဉ်းစားမင်းတို့ကောင်းနေချီးပါလဲစဉ်းစားတီချားလေးစဉ်းစားပြန်စဉ်းစားဟမ် သူများမကောင်းအကြောင်းပဲပြောဖို့စိတ်ထဲမှာတွေးမနေနဲ့မင်းတို့တိလားအစိုးဆောင်ကအဲ့ဒီပို့တို့မှာပဲတိလားသူကသူတတ်တလို့လို့ဟုတ်တလို့နဲ့ဆရာကြီးထားလို့နဲ့တိလားပြောနေတာဟမ်မင်းဟာမင်းနိုင်ငံရေးဘယ်လောက်ပဲတည်တည်ဘယ်လောက်ပဲအရေးချင်းရှိရှိဟမ်မင်းနှလုံးသားထဲမှာမင်းစိတ်ကနော်မင်းနှလုံးသားကတကယ် မေတ္တာစေတနာစမနဲ့မေတ္တာစေတနာမရှိအလကားပဲလူစိတ်မရှိအလကားပဲတိလာအဲ့ဒါတွေဘာမှသုံးစားလို့မရဘူးနော်လူတွေအကြိုက်ပြောတာနဲ့အတူတူပဲတိလာလူတွေရဲ့အကြိုက်အပြောခံချင်တာနဲ့အပဲအတူတူပဲတိလာနော်ဒီဘုဒ္ဓမပြောတော့ဘောပရိသေဂျာမန်တို့တစ်ချက်လေးကို comment မှာရေးပြပါကဲဆဲလဘေးမာဒီမှာဘိုးလဲလားဆိုရယ်ဘာတွေပြောတော့မလဲကြည့်လိုက်ကြအောင်ဒီအဖိုးမင်းကြီးကမင်္ဂလာပါအားလုံးလေးစားပါတယ် အဲဒီနေ့ကစကူးရဲ့နော်ဟိုဣဇရီယာတဲ့ဟိုအနုမြူလက်နက်တွေထုတ်လုံးမဲ့အီရန်ရဲ့စခန်းတွေကိုပြစ်တယ်တဲ့အဲကြောင့်ပြက်ကုန်တယ်တဲ့မြေအောင်ထဲမှာတဲ့အဲကြောင့်စိတ်ဝင်စားနောင်ချူပြီးတော့တိမ်မလဲဆိုတာစိတ်ဝင်စား မေရိကန် USS Nimitz တမောရာတောင်တရုတ်ပင်လယ်အနေနဲ့မြေတဲပင်လယ်ကိုကူးလာပြီတဲ့အဲကြောင့်စိတ်မစားဘူးပမောမှာပိန်ဥတွေပျောက်ရှင်းမလဲအဲကြောင့်စိတ်ဝင်စားပမောရာအဲ့ဒီခွေးတမတော်တွေဘယ်တော့ပြုတ်မလဲဆိုတာပဲစဉ်းစားနေတာစိတ်ပူနေတာကြောက်နေတာနော်အဲ့တော့ပြည်တိန်နဲ့တင်းတင်းနဲ့ ဂျာမနီကစစ်စစ်ဘက်ကဝိုင်းကူပေးမယ်ဘာညာလည်းသူပြောတန်ကြားတယ်စိတ်ဝင်စားอืมကြောက်ဖြူมาပဲတော့ရခွေးတွေအေးအေးရခွေးတွေအပြောင်ရှင်းမလဲမင်းတို့မင်းတို့ဘက်ကရှင်းမလားတော့မသိဘူးเนาะခုတော့အကောင်50လောက်เนาะမตาပေါ်သွားပြီတိလာเนาะမင်းတို့ခွေးဘက်ကเนาะမင်းတို့ခွေးစစ်ခွေးဘက်ကเนาะအမြောက်များလဲเนาะမြန်ပြလဲဖန်စီလိုက်မိပြီเนาะဆိုတော့ ဒီကောင်ကအဲ့လိုပြောတယ်ဆိုတာကဒီကောင်ကဘယ်တော့ကြမလဲတမတော်ကြီးကဘယ်တော့ပြုံမလဲတမတော်ကြီးကဘယ်တော့ကြမလဲဆိုတာကိုပဲကြောက်လန်းနေတာညတော့အဲ့လိုမပြောတဲ့အချိန်ကြီးဖြစ်နေတာဒီကောင်အဲ့ဒါစိတ်ဝင်စားအင်း now မြားကြီးပါပဲကဘာတည်နေရဟလာရှားပြီးရသားပြန်ပြီးတော့အတန်ထွက်လာ အဲ့တော့စိတ်ဝင်စားညောင်ဦးကပဒတ်ကြီးဘယ်လိုရှင်းမလဲစိတ်အာအဲအဲဆွန်းတောင်းလိုက်ဆွန်းတောင်းလိုက်နော်မင်းတို့ကောင်းနော်ဆွန်းတောင်းပါဆွမြန်မြန်တောင်းလိုက်နော်နေကောင်းတဲ့စိတ်ပူသိပူနေတာညတော့အိမ်မပြဘူးဖြစ်နေတယ်တို့တတ်မတော်ကြီးကြောက်ဆုံးပေါ့နော်အရန်ကြောက်နေတာနော်အဲ့ပေါ့ကဲနော်ဒီမှာဘိုလေလာဆိုရင် ပြောင်းတဲ့ပေါ့ပရိဒိဂျရမင်တို့တစ်ချက်လေးတွေကို comment မှာရေးပြပါဆက်လက်ပြီးမှဒီမှာငါပောက်ရဟောင်းခန်းလေးတွေ set ကြည့်လိုက်ကြအောင်အဒီနေ့မျိုးတွေကိုဦးစင်းကဘာပြောချင်တာလဲဆိုလို့ရှိရင်ဦးစင်းတို့မနေ့ကဆိုလို့ရှိရင် မရေယာဘက်မှာပေါ့နော်မရေယာဘက်မှာမရေယာမရေယာမှာနည်းနည်းတိုက်ပွဲဖြစ်တယ်ပေါ့ဗျာတိုက်ပွဲဖြစ်တယ်ဖြစ်တဲ့အခါမှာနော်အချို့ကအောက်ကနေအမှန်အထက်ကိုအမှန်တရားတွေမတင်ပြတာလေခုထိပဲအလိန်အလိန်ခံရအောင်ပေါ့နော် ဆောက်ဆောက်ဆောက်ရိုးတွေလေမင်းတို့ဒီတတ်နယ်မူတွေကိုတိုင်းမူတွေကိုအဆင်အဆင်မတင်ရတဲ့အတွက်ကြောင့်အဲ့တော့မတင်ရတော့ဘသူတွေနင့်နာရလဲဆိုတော့ကို့လူတွေပဲနင့်နာတာအအောက်ကလူတွေပဲနင့်နာတာပဲနော်အနည်းကဆိုလို့ရှိရင်ဦးစင်းတို့ဒါဘီတူစစ်တီပေါ့နော်လက်နဲ့ဟိုကជីလိုတယ်နော်အထက်ကိုသူတို့ကတင်ပြတော့ဒီជីလိုတဲ့နေရာကိုဘာလဲဆိုတော့တိုက်ပွဲမဖြစ်ဘူးဆိုပြီးမှသူကတင်ပြတယ်နော်တင်ပြတယ် တကယ်လို့ဒါအထောက်အထရှင်ပြခိုင်းလုံးနဲ့လားဆိုလို့ရှိရင်လည်းဥစဉ်အဲ့ဒီလိုတဲ့တူတွေကိုဒါတိုင်မှုကြီးဆိုတက်နေမှုဆိုခေါ်ပြီးမှပြောလို့ရတယ်နော်ကြီးလို့ဒီတယောက်မှ90လောက်ပဲရှိတယ်ဗျာဟုတ်လားတိုက်ပွဲမဖြစ်ဖဲနဲ့ကြည်ပစ်မပစ်တယ်လို့တူတူကတင်ပြတယ်အဲ့ဒါတိုက်ပွဲမဖြစ်ဖဲနဲ့အဲ့ဒီနော်အဲ့ဘိုးကြီးကဘယ်နာပုံနေရလဲပေါ့နော်ဘာလို့တူတူနောက်ဆုံးပြေးတယ်လားလဲဥစဉ်မျိုးကပြန်ထောက်ရမလို့ပြောနေနော်မနေ့ကဒါတို့တွေနောက်ဆုံးပြေးတယ်ဥစဉ်တို့ပြည်သူစစ်ဒီပဲဒါကြံခဲ့တယ်ကြံခဲ့တယ်နော်ပြီးမှငြိမ်မြေဆွမ်းတို့ပြန်လာတယ် ဟဲ့ပြီတော့တိုက်ပွဲဖြစ်ဘာဖြစ်ဘူးဆိုပြီးတင်ပြเสียရှိအောင်မတင်ပြဘူးနော်ဟုတ်ဟုတ်ပြပြအောက်မှာလိုအပ်ချက်ကိုတင်ပြရတယ်သူစင်းတခုကလေးကပြောရင်မတင်ပြရဲ့ကြုတ်တင်ပြမယ်ပြလို့ခင်ဗျအဲ့ဘိုးကြီးကိုဆက်ခိုင်းလိုက်လို့ဟုတ်လားဒီလောက်စီဦးစင်းတော့နော်အဲ့တော့မင်းကဦးစင်းတော့တောင်မျိုးကပတ္တသတရားကြားတယ်နှစ်ယောက်သုံးယောက်တော့ထန်ရတယ်လို့ဦးစင်းတို့နော်ထန်ရတူကတော့မစိုးရင်ရအောင်ထန်ရတယ်နော်အဲ့တော့ဦးစင်းတို့ဒီ တိုက်ပွဲလည်းဝဲပဲဖြစ်ဘာဖြစ်ဖြစ်ဗျာလူလလတိုက်ဖို့ပုံဖို့ဆိုရင်တော့ဒီခရမ်းနေရအရန်လိုအပ်တယ်ဆိုတဲ့အကြောင်းလေးဦးဇင်းတို့ဒါပြောပြခြင်းဖြစ်တာပါနော်ပြောပြပြောပြနေခြင်းဖြစ်တယ်တခါတလေခင်ဗျားတို့ကလည်းအမှန်တရားပြောရင်ဒိတ်ပြီးမှကြိုက်တာမဟုတ်ဗျာနော်အမှန်တရားပြောရင်ကြိုက်တာမဟုတ်ဘူးနော်အဲတတိရှိရှိတတ်နယ်မှုတွေကိုတင်ပြပါတတိရှိရှိတိုက်မှုတွေကိုတင်ပြပါဘာဖြစ်လို့ခင်ဗျားတို့မတင်မတင်ပြတော့ခင်ဗျားခင်ဗျားတို့လည်းမဟုတ်ဘူးဒီကိုနဲ့နာတယ်မြေပြင်စစ်မြေပြင်ကနဲ့နာတယ်အကုန်နဲ့နာတယ် လိုအပ်တဲ့ຢာကိုဒါရဲတော့တင်ပြမှာသားလေထောင်းဆန်နိုင်ပါမယ်เนาะဒီကောင်เนี่ยဒီကောင်เนี่ยထောင်းဆန်ပါပဲเนาะတို့နောက်ဆောလိုက်ရပြီတို့ဘက်ကအားနေချက်ရှိလာပြီဆိုရင်ဒီကောင်ပဲတို့တွေကမဲ့ခွက်ကเนาะကင်မရာတော့တက်တက်မကြည့်ရတဲ့เนาะမျက်နာနေเนาะကိုကမတိတော့ဘလို့လုတ်ပြရပါလဲမတိတော့ဘလို့ချက်ပြရပါလဲဒီလိုမျိုးကွန်းပုံစံမျိုးဖြစ်เนาะအဲ့တော့မင်းကတပည့်တွေရှိရနေလှမ်းဆက်တယ်ဘုန်းကြီးဒီလိုလိုအပ်တယ်ဗျာတပည့်တို့ ပြောပြပါဦးနဲ့ဟုတ်လားပြောပြပါဦးနဲ့ဒီနေ့တော့ဖြစ်စည်းရလားမဖြစ်စည်းရလားတော့မတူဘူးဗျာဒါဥစ္စာနော်ပြောချင်တာကတော့ပြောချင်တာအများကြီးပဲဗျာနော်အများကြီးပြောချင်တဲ့အရာကတော့အများကြီးပဲတော်တော်ဒါနဲ့အဲ့လိုကိစ္စရင်းနဲ့မပြောတာဥစဉ်တို့ကတော်တော်လေးကြာနေမပြောတာတော်တော်လေးကြာနေအကြောင်းမပြောတာလဲဆိုလို့ရှိရင်အာဥစဉ်ကတပည့်တော်တော့မတင်ပြဘဲနဲ့ဖေဟာအတိုင်းမှုစီတင်ပြတဲ့ အာဦးစင်းကဒီပြုတော့မပြောဘဲနဲ့ဖေတိုက်နိုင်မှုစီကိုတင်ပြတယ်ကုကိုတိုင်းကအမှန်အဲ့ဒါတွေဦးစင်းကတိုင်မှုစီလည်းပြောစရာမလိုတိုက်နိုင်မှုစီကိုလည်းပြောစရာမလိုခင်ဗျားတို့တင်ပြရမယ်ကျုပ်ကိစ္စလည်းမဟုတ်ဘူးအင်းဒါနဲ့ကျုပ်ကိစ္စမဟုတ်ရင်ရှေ့မှာတပည့်တွေကျုပ်တပည့်တွေကလည်းအများကြီးရှိတယ်လေလူရရင်တော့ကျုပ်ကပြောရမှာပဲဗျနော်ကြီးလုံလောက်ကြီးလုံလောက်လို့ချလိုက်လို့ကြီးလုံလောက်လို့လိုအပ်လို့ဖြစ်လိုက်လို့ကိုယ်တပည့်တွေဖြစ်ပါကြီးမလုံလောက်ဖဲနဲ့ခံလိုက်ရဆိုတော့ကျုပ်တို့လက်ခံလို့မရဘူးလေနော်လက်ခံလို့မရဘူးဦးစင်းတပည့်တွေပြင်စင်စားနေမဟုတ်ဘူး ပြင်စင်းသားတော့တကယ်ကိုတိုင်းပြည်နဲ့တတ်မလို့ချစ်လို့တာဥသိန်းတပည့်တွေကဒီလက်နဲ့ကန်ပြီးမှခမရှေ့မှာဒီလိုလှုပ်ဆောင်ပေးနေရတာအများကြီးပဲเนาะဒါသွားလို့ရှိရအခုဆိုလို့ရှိဟုတ်လားဒါဝတ်တော့ကရေးလဲဖမ်းတဲ့အခါမှာဟုတ်လားဝတ်တော့ကရေးမစည်းနဲ့မစည်းနဲ့များသူဖမ်းလာအိမ်ထဲကလောက်ကိုရင်အိမ်ထဲကနေစောက်နေငါတက်နေငါဆက်ပေးမယ်သူတို့လာကြိုလိုက်မယ်လာခေါ်လိုက်မယ်အဲ့ဒီခင်ဗျလိုက်ထွက်ငှားပြီးမှသွားလိုက်ထွက်တဲ့ဈေးကိုငှားသွားမယ်ဆိုရင်လည်း၃လေးလေးလောက်ပေးရတယ်ကြာဒီ၃လေးလေးလောက်ဒါတော့မှတိတ်မလိုက်ချင်ကြအောင် ။ဘာကြောင့်ကိုချင်းစာလူက license ကားကြီးနဲ့လေဒီကားကြီးပြည်သူစစ်တီကိုပတ်တာစာတွေကိုလိုက်ပို့ပါတယ်ဆိုပြီးခုဘက်ကမလိုရတဲ့တစ်ဖက်ကမှတ်ထားရင်သူ့မတွေ့အန်တရရှိတယ်။နော်အန်တရရှိတယ်။အဲ့တော့ light ထွက်လဲမငားနဲ့ကွာလို့သူတို့လားကြိုလိုက်မယ်ကွာလို့လားခေါ်လိုက်မယ်ကွာလို့ဒါကဥစဉ်ကတော့ဒါပြောထားပြောထားတယ်နော်အဲ့တော့သူမင်းတို့ စစ်တိုက်မယ်ဆိုရင်စစ်တိုက်ကားနဲ့ပဲတွားတိုက်တော့เนาะသူတို့ကပဲကြိုးခိုင်းလိုက်တော့အဲအဲ့ဒါပိုကောင်းတယ်เนาะသူတို့စကားတွေအများကြီးတော့ဦးစင်းတော့မပြောချင်ပါဘူးဒီချိန်မှာအောင်ပွဲ LED ရနေတဲ့ချိန်ဟုတ်เนาะကတလေးရှေ့မှာဘီရုစစ်တီနဲ့တိုက်တယ်ပတ္တဆိုင်နဲ့တက်မလို့တိုက်နဲ့ညူစာတိုက်တယ်အောင်ပွဲရတယ်မြောက်တော့ဘယ်ဘီရုစစ်တီနဲ့တိုက်တယ်ဆိုတော့တခါလေကြီးနန်းထဲမှာထဲချင်မှာထဲတာเนาะကြီးနန်းထဲမှာထဲချင်မှာထဲတာတကယ်ဟိုမှာရှေ့မှာတကယ်လုံးထွေးပုတ်ခတ်ရတော့ခင်ဗျဘီရုစစ်တီလည်းမြန်ပူပါတာပဲ ဒါဥစဉ်ကလေးတွေမို့ကြောင့်ဥစဉ်ခုံယူဝင်ကြွားစွာပြောတာမဟုတ်ဘူးဥစဉ်ကလေးတွေအတွေ့အကြုံကလည်းမနှဲတော့ဘူးမနှဲတော့ဘူးနော်အတွေ့အကြုံဒါရှေ့မှာမရေဘူးရှေ့မှာကိုစုံစမ်းလို့ရတယ်ပောက်ကူတော်တပည့်တွေရှေ့ရတာတချို့နော်မေးလို့ရတယ်အဲ့တော့ပြောချင်တာကခမတိုင်းမှုတွေတက်မှမှုတွေကိုဟာနော်တက်နေမှုတွေကိုမတင်ပြနိုင်အောင်အဲ့မှာအနောက်ကဗီဒီယိုရိုက်တဲ့ကောင်ကတော်တော်ပင်ပန်းလိုက်တာနော်အသက်ရှူတာနော်ခမ ဗျူဟာမှုရှိတယ်ဗျူဟာမှုစီလောက်ကိုတင်ပြအောင်နော်ရှေ့ရလေလက်လက်ခရံကြည်လို့လဲဆိုဗျူဟာမှုလောက်ကိုတင်ပြအောင်နော်ဗျူဟာမအဲ့မှာခင်ဗျားတို့ဗျူဟာမှုရှိတယ်သူ့ရဲ့အတွေ့အကြုံဆိုရင်လည်းမနှဲတော့ဘူးနော်မနှဲတော့ဘူးဒီဗျူဟာမှုအစင်းထိရောက်လာတယ်ဆိုတာလည်းနော်ဒီတိုက်ပွဲတိုင်းတိုက်ပွဲတိုင်းဖြတ်ကြမသေးလို့အဲ့နေရာကိုရောက်နေတာမသေးလို့အဲ့နေရာကိုရောက်လာတာနော်သူအဲ့ view ਆ မှုဆိုရင်လည်းဒါအများကြီးပဲသူဖြတ်ကျော်ခဲ့ရတယ်เนาะကျောင်းတရားဘက်မှာကျောင်းတရားရောအကုန်လုံးပေါ့ဗျအဲ့နာအများကန်တာတို့ မအုပ်ချုပ်နေတဲ့ viewer မှုဆိုရင်လည်းเนาะအများကြီးသူဖြတ်ကျော်ခဲ့ရတယ်အများကြီးအဲ့တော့ viewer မှုတွေကိုတက်တက်ရှိရှိတင်ပြပါဘာဒါကတော့လိုအပ်တယ်ဒါကတော့ကျွန်တော်တို့ဒါကတော့တင်ပြပေးပါသူကမတင်ပြဘူးဆိုနောက်တက်နေမှုနဲ့တက်နေမှုမတင်ပြရင်ကျုပ်ကိုယ်တိုင်တင်ပြပေးမယ်ဗျာเนาะအဲ့တော့ခင်ဗျားတို့တင်ပြရင်ဗျာလိုအပ်တဲ့အရာတွေကိုတင်ပြရင်ဗျာမတင်ပြရင်ပြည်သူစစ်တရားတင်ပြတဲ့အရာဆိုရင်တိုင်းမှုစီကိုတော့တိုင်းမှုကြီးကိုเนาะတိုင်းမှုကြောက်ထိုက်ဆိုတော့ဥဒ္ဒတိုက်ရိုက်ဖုံးဆက်ပြီးမှ ူစင်ကတော့ပြောမှာဖြစ်တယ်လို့เนาะဒီတိုင်းမှာကြာနေကိုတောင်ကိုစီယူထားတဲ့လူတွေကိုဒါပြောချင်ပါလေဗျာเนาะတိုင်လိုက်กว่าမင်းဟာမင်းတင်လိုက်กว่าတင်ပြလိုက်กว่าမင်းတို့ကောင်းနေเนาะကဲတော့ break the jitter ရေเนาะဘောမတွေကတော့เนาะကြေကွက်ဒါဒါကတော့ပကတော့ရဲ့ကြေကွက်ခန်းလေးဖြစ်ပါတယ်เนาะเนาะစက်တိုက်လို့မနိုင်ဘူးเนาะတို့ရဲ့ နော်အဖွဲသားတွေပြန်နှောက်ဆောက်လိုက်ရပြီဆိုတော့ဒီကောင်ဒီကောင်เนี่ยထုံးစံတိုင်းပဲဒီလိုအော်အော်နေတာပေါ့နော်ကဲဟုတ်ပါပြီပရိသတ်ကျော်ရဲ့ဒီနေ့တင်ရတော့ဒီလောက်ပါပဲတခြားထွေထွေတို့တင်တော့မရှိဘူးပထမဆုံးတင်ဆက်ပြီးတဲ့ခွေးအယောက်အကောင်50အကောင်50နော်မတာပေါ်တဲ့တဲ့လေးလာပျော်ပြချင်တာပါဒီကောင်ပေါ့နော်ကဲ ြီးတော့အာ jazz အနေနဲ့တခုတောင်းဆိုချင်တာကပေါ့နော်အာတောင်းဆိုချင်တာမဟုတ်ပါဘူးပြောပြချင်တာပေါ့နော် အခုတလောအခုနောက်ပိုင်းတရင်လေးတွေလည်းအရင်လိုပုံမှန်မတင်ဆက်ပြီးနိုင်ဘူးပုံမှန်လည်းတရင်ကောင်းကောင်းလေးတွေမလုတ်ပြီးဖြစ်နိုင်တဲ့သူအားလုံးကထူတောင်းပါပါတယ်ဘာဖြစ်လို့ဆိုတော့အာဒီဟာကြတော့အားရချိန်လောက်မှပဲလှုပ်တာပါเนาะဆိုတော့တရင်တပုတ်လို့ဖို့ဗီဒီယိုတပုတ်လို့ဖို့ဆိုတာလေတရင်တွေရှာရတယ်အားလုံးစိုးရတယ်ရီကော့လို့ရတယ်ပြန်ရိုက်ရတယ်ဆိုတော့ အလုံးတခြားလို့ ਨੇ တွဲလောက်တာဆိုတော့လေအော်ဘယ်လိုပြောမလဲအလုံးတခြားလို့ကိစ္စတွေကမအားတဲ့ချိန်ဆိုလို့ရှင်တရင်တွေမှာရှာဖြစ်ဖို့ဆိုတော့တခါလေကျဖြစ်တယ်လို့ပဲတင်ပြီးဖြစ်တာတွေကလည်းပုံများတယ်အရင်လိုပုံမှန်မလုပ်ပြီးမမတင်စပြီးနိုင်တဲ့အားလုံးကိုတောင်းပန်ပါတယ်ကျွန်တော်လည်းအချိန်ကိုအဒီထက်ကောင်းအောင်ပေါ့နော်ကျွန်တော်လည်းကျွန်တော်ရဲ့အချိန်တွေကို manage လုပ်ပြီးမှအဒီထက်အကောင်းဆုံးဒီထက် quality ဒီထက်တဲ့ရင် ကောင်းတဲ့ဟာတွေနဲ့ပေါ့နော်နောက်သတင်းတွေမှာဒီထက်ကောင်းအောင်အာစူးစမ်းပြမှာပေါ့နော်အာဆက်ပြမှာလို့တော့ပါမယ်ဆက်လက်ပြမှာလဲအာပီကြပါအောင်လို့ပြောချင်ပါတယ်တချို့တွေကြတော့နော်အာသတင်းလေးတွေအရင်လိုမတင်ဆက်ပြနိုင်တဲ့မတင်ဆက်ပြနိုင်တော့အာတို့ရဲ့ အာတို့တော့လေမကြည့်ချင်ကြတော့ဘူးအဲ့လိုလေရှိကြတာပေါ့နော်ဆိုတော့အားနေချက်တော့ရှိကြမှာပါပေါ့နော်ကျွန်တော်ရဲ့အားနေချက်တွေလည်းရှိနေရှိနေတာတော့အားလုံးသိပိသားမြင်ပိသားတိပိသားလည်းဖြစ်နိုင်မယ်ဆိုတော့အားနေချက်လေးတွေလည်းအာနားလည်းပြီးကြဖို့လေမိသားရဲ့ခံချင်ပါတယ်ဆိုတော့ကျွန်တော်နောက်တဲ့ရင်တွေမှာပေါ့နော်ဒီထက်ကောင်းအောင်ကြိုးစားပြီးမှတင်ဆက်ပြီးတော့ပါမယ်လို့ပြောရင်းနဲ့ဒီကနေ့အဆုံးတက်လိုက်ပါမယ်ကဲဟုတ်ပြီနော်ဒီဒရန်ရဲ့ပတ်သက်ပြီးမှပလေးတစ်ချက်အမြင်တော့တစ်ချက်လေးတွေကို comment မှာရေးပြပါ အဆောင်ထိကျေးဇူးပြတဲ့သူရောက်စေတာအရင်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်တဲ့ရင်အတိလေးတွေနဲ့ပြန်ဆောင်ကြအောင်နော်